တရုတ်နိုင်ငံပေကျင်းမြို့မှာကဘာပေါ်မှာပထမဆုံးသောဆက်ရုပ်ကုန်တိုက်ကြီးကိုဖွင့်လှစ်လိုက်ပါပြီ။ဒီချက်ဟာအစစ်မြစ်ဆက်ရုပ်တွေလူမှုဘဝတဲကိုပိုပြီးကြကြပြန့်ပြန့်ရောက်ရှိလာဖို့အတွက်အဓိကခြေလှမ်းတစ်ခုဖြစ်ပါတယ်။ဒီနည်းပညာအစင်းမြင့်တဲ့ဂုံတိုက်ကြီးထဲမှာဆက်ရုပ်လုပ်ငန်းစုပေါင်း40ကျော်ကနေမော်ရယ်ပေါင်း90ကနေ100အထိစုစည်းပြသထားပါတယ် လူနဲ့တူတဲ့ဆက်ရုပ်တွေတန်ရှင်းရေးလုပ်တဲ့ဆက်ရုပ်တွေအိမ်မွေးတိရစ္ဆာန်ဆက်ရုပ်လေးတွေအပြင်စားတောက်ဆိုင်တဲ့ဆက်ရုပ်တွေအတွက်ဒီဇိုင်းထုတ်ထားတဲ့ဆက်ရုပ်တွေလည်းပါဝင်ပါတယ်။ဒီဆက်ရုပ်ကုန်တိုက်ကြီးရဲ့အလုပ်လုပ်ပုံကကားရောင်းပြခန်း 4S နဲ့ဆင်တူပါတယ်။ရောင်းချခြင်းဝန်ဆောင်မှုပြင်ဆင်ခြင်းနဲ့ပံ့ပိုးမှုတွေကိုတနေရာထဲမှာစုံစုံလင်လင်ပေးနိုင်တာပဲဖြစ်ပါတယ်။ လာရောက်လေပတ်သူတွေအနေနဲ့ဆက်ရုပ်တွေကချက်ပြုတ်တာအချိုးရည်တဲ့ခင်းတာလမ်းညွန်တာဘောလုံးကစားတာကတ်ခုံတာဒါမှမဟုတ်စေဝါပစ္စည်းတွေခွဲခြားစီထားတာတွေကိုပါတွေ့မြင်နိုင်ပါတယ်။ဒီကုံတိုက်ကြီးဟာဆက်ရုပ်တွေကိုနေ့စဉ်လူနေမှုဘဝရဲ့ပုံမှန်အစိတ်ပိုင်းတစ်ခုဖြစ်လာစေဖို့တရုတ်နိုင်ငံရဲ့အမျိုးသားပန်းတိုင်ကိုထင်ဟပြနေပါတယ်။ ဆက်ရုပ်တွေကိုတကယ့်လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာထားရှိခြင်းအပြင်လူလူရဲ့ယုံကြည်မှုကိုမြင့်တင်ဖို့ပြည်တွင်းဆက်ရုပ်အမှတ်တံဆိပ်တွေကိုအားပေးဖို့စီးပွားရေးလုပ်ငန်းတွေနဲ့မိသားစုတွေကိုဤပညာအသုံးပြုဖို့တိုက်တွန်းဖို့ရည်ရွယ်ပါတယ်။ ဆက်ရုပ်တွေရဲ့ဈေးနှုန်းကတော့ကွဲပြားပါတယ်။တင်းငယ်တဲ့ဆက်ရုပ်တွေဆိုရင်ယွမ်ငွေထောင်ကနန်းလောက်ကနေစပြီးအစင်းမြင့်လူနဲ့တူတဲ့ဆက်ရုပ်တွေဆိုရင်တော့ယွမ်ငွေတန်ကနန်းထိရှိပါတယ်။အချို့ဆက်ရုပ်တွေကလက်တွေ့ဆန်းသက်ဆဲအစင်းမှရှိနေသေးပေမဲ့ဒီကုန်တိုက်ကြီးကဆက်ရုပ်လုပ်ငန်းဘလောက်အထိနှင်းနှင်းမြင်းမြန်ကြီးထွားလာနေတယ်ဆိုတာကိုပြတ်တနေပါတယ်။တခြားမျိုးတွေမှာလည်းအလားတူဆက်ရုပ်စင်တာတွေဖွင့်ဖို့စီစဉ်နေကြတယ်ဆိုတော့ဒါဟာအဆပဲရှိပါသေးတယ်။ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။